မင်္ဂလာပါခင်ဗျာ E7 ဗီဇာနဲ့အလုပ်လုပ်နေတဲ့သူတွေအလုပ်ထွက်တာပဲဖြစ်ဖြစ်ဆက်ယုံကဒေဝါလီခံတာပဲဖြစ်ဖြစ်အကိုကြီးကျွန်တော်တို့ဘယ်လိုလုပ်ရမလဲအလုပ်ထွက်ထားတယ်ဆက်ယုံဒေဝါလီခံတာတယ်ဘယ်လိုလုပ်ရမလဲဆိုပြီးကျွန်တော်စီကိုလာမေးတဲ့သူတွေကိုကျွန်တော်ဒီဗီဒီယိုလေးနဲ့ဖြည့်ပေးလိုက်ပါတယ်ခင်ဗျာကျွန်တော်တို့ဒီအလုပ်ထွက်တာပဲဖြစ်ဖြစ်ဒီ စေယုံဒေဝါလီခန္ဓာပဲပြီ E7 နဲ့လှုပ်လို့နေတဲ့သူတွေကိုအပိုင်းနှစ်ပိုင်းကျွန်တော်ခွဲပြီးပြောချင်ပါတယ်ပထမတစ်ပိုင်းညကျတော့အလုတ်ကိုကြိုပြီးတော့ခြားထားတဲ့သူ ਨੇ ဒုတိယတစ်ပိုင်းကဒုတိယတစ်ပိုင်းကကျတော့အလုတ်ကိုကြိုပြီးမခြားထားတဲ့သူဆိုပြီးနှစ်မျိုးခွဲထားပါတယ်ခင်ဗျာအဲ့တော့ပထမဆုံးတစ်ချက်ကိုအရင်ပြောပါမယ်ပထမဆုံးတစ်ချက်မှာကျွန်တော်တို့အလုတ်ကြိုပြီးခြားထားတဲ့သူဆိုလို့ချင်းကိုလုံးမဲ့အလုံးမှာပေါ့နော်အချက်၃ချင်းနဲ့ညီတယ်ဆိုလို့ချင်းလောက်ခွင့်ရှိပါတယ်ပထမတစ်ချက်ကကျတော့ရေယူစက်ယုံဆိုလို့ချင်းကိုရီးယားနိုင်ငံသား 30ရာခိုင်နှုန်းရှိရပါမယ်ပူရီဆန်တော့ဆိုလို့ရှိရင်တော့20ရာခိုင်နှုန်းရှိရပါမယ်ဒုတိယအချက်ဖြစ်တဲ့ E9 လောက်သားပေါ်အနည်းဆုံးတစ်ယောက်ရှိရပါမယ် တတိယချက်အနေနဲ့ကျွန်တော်တို့လဘကအိုတွေကိုချိုးပေါက်ထားပြီးတော့နိုင်ငံခြားသားလုပ်သားကန့်သက်ထားခြင်းမရှိအောင်လုံးချက်နဲ့ပြည့်စုံနေဆိုလို့ရှိရင်ဒီအလုံးမှာကျွန်တော်တို့အလုပ်လုပ်ခွင့်ရှိပါတယ်လုပ်လုပ်ခွင့်ရှိတယ်ဆိုလို့ရှိရင်ကျွန်တော်တို့လဘကကိုဂမှုချောပြုံးကြောင်းဆိုပြီးတော့လုပ်ရပါမယ်အကျတော့လဘကကိုယ်တိုင်သွားပြီးတော့ဂမှုချောပြုံးကြောင်းလုပ်ရပါမယ်ဗမုတ်ရရတာလောက်ချာမလို့ပါခင်ဗျအကျတော့ချောပြုံးကြောင်းလုပ်တဲ့အခါမှာလိုအပ်တဲ့ service တွေနဲ့အသေးစိတ်ကိုကျွန်တော်စီမှာမေးလို့ရပါတယ်ဒုတိယတစ်မျိုးဖြစ်တဲ့ဒီအလုပ်ကြိုးမချထားတဲ့သူတွေတက်ဆိုလို့ရှိရင်တော့ကျွန်တော်တို့ဒီတန်းပြောင်းရပါမယ်ဒီတန်း ်းရောက်တဲ့အခါမှာဗန်းမွန်ရေရလှုပ်လို့ရတယ်ဆိုလို့ရှိရင်တော့ဗန်းမွန်ရေရလှုပ်ရပါမယ်လှုပ်လို့မရဘူးအရန်ကိုဟိုအချိန်ကဝေးတယ်ဆိုလို့ရှိရင်တော့လောက်ကကိုကိုယ်တိုင်သွားပါမယ်ဒီတန်းပီစာပြောင်းတဲ့အခါမှာလိုအပ်တဲ့စာရစာတန်းတွေကိုအသေးစိတ်ကိုကျွန်တော်စီမံမက်ဆေ့ချာမှာလာမေးလို့ရပါတယ်ခင်ဗျာအားလုံးအဆင်ပြေကြပါစေခင်ဗျာ